ာဝန်တွေရဲ့အခက်အခဲကြောင့်ရွာလုံးကျွတ်ကြောက်ကက်ထုတ်ခါရောင်းစားခဲ့တဲ့ဖြစ်စဉ်အခုနောက်ပိုင်းဆိုရှယ်မီဒီယာမှာ iPhone ဝယ်ကနိုင်မှုအတွက်ကြောက်ကက်ထုတ်ရောင်းတော့မယ်ဆိုပြီးစာနာပြောဆိုတာတွေကရေးစရာအသားတစ်ခုလိုဖြစ်နေပါတယ်။ဒါပေမဲ့ကက်မန်ဒူရဲ့အရှိတ်50ကီလိုမီတာလောက်အကွာမှာတည်ရှိတဲ့ဒီမြို့ရွာလေးဟာဆိုရင်စာဝန်တွေရဲ့အခက်အခဲကိုရင်ဆိုင်နေရတာဖြစ်ပြီးသူတို့ရဲ့ဘဝဆက်လက်ရည်တည်ဖို့အတွက်ကြောက်ကတ်တွေကိုတကယ်ပဲခွဲထုတ်ပြီးတော့တိုင်းတစ်ပါးနိုင်ငံကိုဈေးကောင်းကောင်းနဲ့ရောင်းချနေရပါတယ်။ တို့ကြွကြွတာဟာစားတော့ပြောဆိုရမယ့်ကိစ္စတကူမဟုတ်ပဲမဖြစ်မနေလောက်ဆောင်ရမယ့်တာဝန်တစ်ခုလိုဖြစ်နေပါပြီ။ဒါကြောင့်မို့ခုနောက်ပိုင်းမှာကလေးငယ်လေးတွေရဲ့ကြောက်ကတ်တွေကအစာရောင်းချနေရတာကြောင့်ဒီရွာလေးကို Kidney Village ကြောက်ကတ်ရွာလို့ပြောစမှတ်တင်လာကြတာပဲဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ဘဝနေထိုင်ရေးအတွက်အခုလိုမျိုးပြုလုပ်နေရတဲ့ဆိုပေမဲ့ဒါကတကယ်ပဲမသိမ့်တော်တဲ့လုံရက်တစ်ခုဖြစ်တာကြောင့်ဝမ်းနဲ့ကြေကွဲဖို့လည်းကောင်းလာပါတယ်။ အကယ်၍များပြည်သက်တို့မှာဘီလီယံနဲ့ချီပြီးငွေတွေချမ်းသာသွားခဲ့ရင်ဒီရွာလေးကိုသွားပြီးတော့အကူအညီပေးဖို့အစီအစဉ်ရှိကြပါသလား